Hi အားလုံးပဲမင်္ဂလာပါဒီနေ့ဗီဒီယိုမှာတော့ YouTube ပေါ်မှာ subscriber တသိန်းပြည့်ပြီးရတဲ့ရှောက်လို့ရတဲ့ save button ကိုဘယ်လိုမျိုးအဆင့်ဆင့်ရှောက်သွားမလဲဆိုတဲ့ဟာကိုပြသပေးမှာဖြစ်ပါတယ်ကြည့်အားဆိုရင်ဗီဒီယိုလေးကိုစလိုက်ရအောင်နော် ဟုတ်ကဲ့ဗီဒီယိုလေးကနေပြီးတော့ပြန်ပြီးတော့ကြိုဆိုလိုက်ပါရစေ။ပထမအဆုံးအနေနဲ့ subscriber တသိန်းပြည့်ပြီးရတဲ့ဒါချက်ချင်းလျှောက်လို့မရသေးဘူး။တစ်ပတ်လောက်ဆောင်ရမယ်။တစ်ပတ်တခြားအဲ့ဒီ subscriber တသိန်းကိုဒါ maintain လုပ်ထားနိုင်ပြီဆိုလို့ရှိရင်တော့ဒီလိုပေါ်လာရင်တော့အကောင်းဆုံးပေါ့နော်။အဲ့တော့ဒီလိုမပေါ်လာဘူးဆိုလို့ရှိရင်ကျွန်တော်တို့ဘယ်ကိုသွားမလဲဆိုတော့ပထမအဆုံး Google ကိုသွားပါပါနော်။ Google မှာဆိုလို့ရှိရင်ကျွန်တော်တို့ YouTube Hub ဆိုပြီးတော့ရိုက်ရှာလိုက်ပါ။ အဲ YouTube ဟန်မှာကျွန်တော်တို့ပါရမယ်ဆို Creator Award ဆိုပြီးတော့ join မှာဖြစ်ပါတယ်โอเคဒီမှာ YouTube creator ဘာပေါ်လာပြီအဲ့ထဲဝင်လိုက်တာ ਨੇ ဒီမှာပထမဆုံးကျွန်တော်ရှောက်လို့မရတဲ့အချက်တွေဘာလို့အဲသူ ਨੇ ကိုက်ညီရမယ့်အချက်လေးကိုအရင်ပြောချင်ပါတယ်တေချာတာတော့ပထမဆုံးဒါ subscriber တသိန်းပြည့်ရမယ်ပေါ့เนาะအာပြီးတော့ကျွန်တော်တို့ဒီတသိန်းပြည့်ရဲ့ဒီ channel ਆ ဆိုလို့ရှိရင်ဒါအနည်းဆက်ဆုံးဒီ6လအတွင်းမှာဒီ ဗီဒီယိုတွေတင်နေတဲ့ channel မျိုးဖြစ်ရမယ်ပေါ့နော် active ဖြစ်ရမယ်ပေါ့ပြီးတော့နောက်ဒီမှာအောက်မှာရေးရတာကကြတော့အားလုံးတော်တော်များများဒါစီကန်းချက်တွေပေါ့နော်ဒါစီကန်းနဲ့ကိုက်ညီရမယ်အဲ့ဒါဆိုလို့ရှိရင်ပြီးတယ်ဒါပေမဲ့ဒီပြဿနာတစ်ခုဟာဘာလဲဆိုတော့ကျွန်တော်တို့ဒီမှာ country region availability မှာဆိုလို့ရှိရင်ဒီမှာမြန်မာပါနေပါရဲ့ပေါ့နော်အဲ့တော့တော်တော်များများဒီမြန်မာနိုင်ငံမှာအာတင်နေတဲ့ channel တွေဒါဆိုလို့ရှိရင်တော့ဒီဟာကိုမပေးဘူးပေါ့နော် monetization တော့ရနေသေးတယ် ဒါပေမဲ့ဒီ server pattern တော့ရှောက်လို့မရတော့ဘူးအရင်တော့ဆိုလို့ရှိရင်တော့ပြဿနာမရှိစင်တော့ရှောက်ပေးဖို့ရပါတော့တတော်များရှောက်လို့ရတယ်ဒါပေမဲ့ဒီတင်နေတဲ့ channel ကမြန်မာနိုင်ငံကနေတင်နေရဆိုလို့ရှိရင်တော့ရှောက်လို့မရတော့ဘူးဒါပေမဲ့ဒီအဲ့ channel ကနိုင်ငံခြားနေမှာတဆင့်နေနေပြီးရောပေါ့နော်ဒီမြန်မာ content ပဲဖြစ်ပေမဲ့လည်းတင်နေပေမဲ့လည်းဒီရသွားတဲ့ဟာကြီးလည်းရှိရပေါ့နော်ဒါပေမဲ့ဒါလည်းမသေးကြဘူးပေါ့နော်အဲ့ဒါဆိုတော့ဒီဟာလေးကိုတော့တစ်ချက်ခရီးဆိုင်ရမယ် အဲဆိုလို့ရှိရင်တော့ဆက်ပြီးတော့သွားမယ်ဒီမှာဒီနေရာမှာဆိုလို့ရှိရင်ဒါ gap your ui creator awards ဆိုပြီးဝင်လိုက်ပါပါเนาะအဲ့ဒါဝင်ပြီးရင်ဒီနေရာမှာကျွန်တော်တို့ဒါတတိထားမှာကျတော့ကျွန်တော်တို့အခုရှောက်ရမယ်ဒါ subscriber တသိန်းပြည့်ရဲ့ channel ကြီးမေးဖြစ်ရပါမယ်ကဲအဲ့ဆိုရင်တေးကြရဆိုလို့ရှိရင် continue သွားလိုက်ပါเนาะအဲ့ဒီမှာဆိုရင်ညနေ continue ထပ်သွားမယ်နောက်ပြီးတော့ဒီမှာ channel url ယူရပါမယ်ဒီ channel URL ကတော့အရှိ့ video မှာပြပြီးပြီဖြစ်တဲ့အတွက်ဒါတော့ကျွန်တော်ထပ်မပြတော့ဘူး GAR ဆိုလို့ရှိရင်ကျွန်တော်ဒီမှာ channel URL ကိုလာပြီးတော့ paste လုပ်ပြီးတော့ဆက်ပြီးတော့ continue သွားပါမယ် okay အားဆိုလို့ရှိရင်ကျွန်တော်ဒီနေရာရောက်ပြီဆိုလို့ရှိရင်ဒါရရတယ်ဆိုလို့ရှိရင်တော့ဒီမှာကုတ်နံပါတ်လေးပေးထားမှာပေါ့နော်ဒီနေရာမှာကျွန်တော်တို့ဒီရှောက်ခွင့်ရှိရဲဆိုတဲ့ channel ဆိုလို့ရှိရင်ဒီကုတ်နံပါတ်တန်းပေးမှာဖြစ်ပါတယ်အားဆိုလို့ရှိရင်ကျွန်တော်နောက်ထပ် website တစ်ခုတန်းသွားမှာဖြစ်ပါတယ် i website ကတော့ဒီဟာပဲဖြစ်ပါတယ် link မှာလည်းတခါတည်းပေးထားပါဖြစ်ပါတယ်ဒီ video ရဲ့အောက်မှာ link လေးပေးထားမှာဖြစ်ပါတယ်ပြီးရင်ဒီမှာကိုယ်ရတဲ့ကုတ်လေးပေးပဲပေါ့နော်အဲ့ဒီအဲ့နေရာမှာကုတ်လေးပေးထားတဲ့ဟာကိုဒီကို copy လာပြီးတော့ကူးပြီးတော့ဒီနေရာမှာလာထည့်လိုက်ပါပေါ့နော်အဲ့ဒါကိုထည့်ပြီးရာနဲ့ဝင်လိုက်ပြီးဆိုတော့ data redeem လောက်လိုက်တာနဲ့ဒီ submit တော့ရောက်သွားမှာဖြစ်ပါတယ်ဒီနေရာမှာဆိုလို့ရှိရင်တို့ဒီ channel name ကိုထည့်ရမှာပေါ့နော်ကိုယ့်ရဲ့ channel name ကိုထည့်ပါ ဆန္ဒနာမျိုးထည့်မယ်ပြီးရင်ဒီအရင်တော့အရှောက်တဲ့လူတွေဆိုတော့ကျွန်တော်ဒီຢာကြီးကရွေးစရာမလိုဘူးအခုကတော့အာဒါဘာသာစကားရွေးရတော့မယ်ငါစကားမှာမြန်မာစကားတော့မပါဘူးပေါ့နော်ညာမပါဘူးအကောင်းဆုံးကတော့အင်္ဂလိပ်နာမည်နဲ့ channel တွေကအကောင်းဆုံးပဲဒါဒီနေရာမှာမြန်မာရွေးလို့မရဘူးငါတခြားရွေးပြီးတော့ဒီမြန်မာစာရိုက်တယ်ဆိုလို့ရှိရင်စလုံးပေါင်းအမှားတွေရတာနိုင်တယ်ပေါ့နော်အဲ့တော့ဒါတော့အင်္ဂလိပ်လိုထားလိုက်တာတော့အကောင်းဆုံးပေါ့ပြရနဲ့ approve and check out ဆိုပြီးတော့နှိမ့်လိုက်ပါ အဲ့ဒါပြီးဆိုလို့ရှိရင်ဒီဆိုင်မင်နာရောက်သွားပါလိမ့်မယ်ဒီဆိုင်မင်နာမှာဒါ email နဲ့ဒါကြားရပါမယ်ဒီ email ကကိုယ့်ရဲ့ဒီ YouTube channel ရဲ့ email မဖြစ်လဲရပါတယ်ကိုယ့်ရဲ့တကယ်ကိုသုံးနေတဲ့ Gmail ကိုထည့်လိုက်လေရတယ်အဲ့ဒီ Gmail ကအဓိကဒီကဒီ process တစ်ခုလုံးဒါ confirm လုပ်ဖို့အတွက် Gmail တစ်ခုလိုတယ်အဲ့ Gmail ရိုက်လိုက်ရိုက်ထည့်ပြီးတာနဲ့ confirm နှိပ်ပြီးလိုက်လို့ရှိရင်ကိုယ့်စီကိုဒီ confirm ပေးတဲ့ဟာပေါ့နော်အဲ့ဒီစာရောက်လာမှာဖြစ်ပါတယ် ပြီးတော့ဒီမှာ first name နဲ့ last name မှာじゃကိုယ့်ရဲ့နာမည်ကိုအမှန်တကယ်တေချာဖြည့်ပေးလိုက်ပါအဲပြီးရနဲ့ဒါလိပ်စာဖြည့်ရမှာပေါ့နော်ဟာတော်တော်များများဒီစင်ရောက်ပြီဆိုတော့နော်တွေဟာပင်ကုတ်တွေပါတယ်ရှောက်တုံးကဒါထည့်ရတဲ့လိပ်စာနဲ့တူတူပါပဲအဲကိုယ့်အိမ်ရဲ့လိပ်စာကိုယ့်ကိုတေချာထည့်ပေါ့နော်အဲ့ဒါမှာကိုယ့်ရဲ့အဲ့ဒီ server pattern ရဲ့ကိုယ့်အိမ်ကိုရောက်လာမှာပေါ့နော်ဒါတော့အင်္ဂလိပ်လိုပဲဖြည့်ရမှာပါတခြားဘာသာနဲ့ဖြည့်လို့မရပါဘူးနော်အာပြီးရနဲ့ဒါ sim နိုင် မြို့တွေပါ state တွေပါတိကျထည့်လိုက်ပေါ့နော် poster code တွေပါလည်း internet ကနေကိုယ့်ရဲ့နေရာကိုတိကျအာရှာပြီးတော့အမှန်တကယ်တိကျထည့်ပေးဖို့လိုအပ်ပါတယ်အဲ့ဒါမှပဲကိုထည့်တဲ့ဒီလိပ်စာကိုရောက်လာမှာပေါ့နော်ပြီးတော့ကိုယ့်ရဲ့ဖုန်းနံပါတ်ကိုတိကျထည့်ယူလိုက်ပါအဲ့ဒါသူ confirm လုပ်ပေးဖို့လိုအပ်ပါတယ်အဲ့ဒါနဲ့ next နေ့ပြရနဲ့အစင်စင်သွားလိုက်ပြီဆိုလို့ရှိရင်တော့အာဒါရပါပြီနောက်ထပ်တပတ်နှစ်ပတ်လောက်နေတယ်ဆိုလို့ရှိရင်တော့ကိုယ့်စီကိုဒီ server button ရောက်လာမှာပဲဖြစ်ပါတယ် โอเคအဲ့ဆိုရင်ဗီဒီယိုလေးကတော့ဒီလောက်ပါပဲဒါကြည့်ရှုပဲလို့အားလုံးကျေးဇူးတင်ပါတယ်တကယ်လို့ပြဿနာတစုံတရာရှိခဲ့တယ်ဒါမေးချင်တယ်ဆိုလို့ရှိရင်လည်းကျွန်တော်ဒီ chat Facebook ရဲ့ chat box ကနေပဲတဆင့်ဒါမဟုတ်ရင်လည်းဒီဗီဒီယိုရဲ့အောက်မှာ comment မှန်းခဲ့ပြီးရောမေးလို့ရပါတယ်ကျွန်တော်ဒီတလောက်ကိုပြန်ပြီးရောပြောပြပေးမှာဖြစ်ပါတယ်အဲ့ဆိုရင်နောက်ထပ်ဗီဒီယိုမှာပဲအားလုံးနဲ့ပြန်ဆုံတွေ့ပါမယ်ဒီဗီဒီယိုကဒီလောက်ပါပဲအားလုံးနှုတ်ဆက်လိုက်ပါတယ် bye bye